မျိုးအောင်လွန်းနဲ့ PK ထွန်းကြောင့်ချက်ချင်းလက်ငင်းကိုဝင်ရသွားတဲ့ပိုးကြဖြူခင်မျိုးအောင်လွန်းနဲ့ PK ထွန်းခေါ်ကိုထွန်းကြောင့်ချက်ချင်းလက်ငင်းကိုဝင်ရသွားတာကတော့တရုတ်ဆောင်မင်းသမီးလေးပိုးကြဖြူခင်ဒီမတိုင်ခင်ကတော့အကိုထွန်းနဲ့တရုတ်ဆောင်မင်းသမီးပိုးကြဖြူခင်တို့ဆောင်တွဲမှာအကိုထွန်းရဲ့အရင်မိန်းမနဲ့ပါလာတဲ့ကလေးသုံးယောက်နဲ့အတူပိုးကြဖြူခင် ကိုယ်တိုင်မွေးထားတဲ့သားလေးရစိန်ဦးဦးတယောက်နဲ့ဆိုရင်စုစုပေါင်းကလေးလေးယောက်ရှိနေတာဖြစ်ပါတယ် ဒါပေမဲ့လည်းတရုတ်ဆောင်ဘူးကြဖြူကေနဲ့ရွှေတထေးကြီးရတနာပီကေထွန်းတို့ဇနီးမောင်နှံကကျွေးနိုင်မွေးနိုင်တာကြောင့်ဘောလုံးတသိန်းစာပြည့်အောင်ကလေးမွေးတော့မှာဖြစ်ကြောင်းပြောထားပါဗျ။ဒါကြောင့်လည်းပြီးခဲ့တဲ့လပိုင်းတုန်းကဘူးကြဖြူကင်တို့ဇနီးမောင်နှံဟာနောက်ထပ်ကလေးတယောက်ရဖို့အတွက်အိန္ဒိယနိုင်ငံကက်ရှရီးယားဒေသကရေခဲတောင်မှအပြေအပြင်စူးစမ်းခဲ့ကြတာဖြစ်ပါတယ်။ အထူးသဖြင့်တော့အကိုထွန်းနဲ့ပိုးကြဖြူခင်တို့ရေခဲတောင်ထိပ်မှာစူးစမ်းရင်တားကောင်းသမီးကောင်းရတနာထွန်းကားရဲဆိုတာကြောင့်မြန်မာနိုင်ငံမှာအချမ်းသာဆုံးပါဆိုတဲ့တထေးကြီးတွေမတော်နိုင်တဲ့အိန္ဒိယနိုင်ငံကနေရာတစ်ခုကိုတွားရောက်ပြီးတော့ နေဘက်ကကလေးမွေးဖို့အတွက်စူးစမ်းခဲ့ကြပါတယ်။အိုးကြဖြူခင်နဲ့အကိုထွန်းတို့ကလေးရဖို့စူးစမ်းခဲ့တဲ့နေရာကတော့အိန္ဒိယနိုင်ငံကခါရှခတ်ဒေတာကရေခဲတောင်တွေဖြစ်ပြီးတော့တော်တော်လေးလဲလှပပါတယ်။ဒါကြောင့်လေတေယုဆောင်မင်းသမီးပိုးကြဖြူခင်ဟာခါရှခတ်ဒေတာကရေခဲပြင်မှာဖြူစင်တဲ့ကလေးလေးတယောက်ရဖို့အတွက်စူးစမ်းနေခဲ့ပါတယ်။ ပိုးကြဖြူခင်ရဲ့ပြောပြချက်အရတော့အခုဆိုရင် သူမနဲ့ BK ထွန်းမှာသားလေးစိန်ဦးအပါဝင်ခင်မွန်းဒီဘက်ကသားသမီး၃ယောက်စုစုပေါင်းနဲ့၄ယောက်ရှိနေပေမဲ့အကိုထွန်းကသူ့အနေနဲ့နောက်ထပ်ကလေးတွေကိုလည်းကျွေးနိုင်မွေးနိုင်နေသေးတာကြောင့် နောက်ထပ်ကလေးတယောက်ယူဖို့စူးစမ်းနေကြောင်းပြောနေခဲ့တာဖြစ်ပါတယ် ပိုးကြဖြူခင်းတဲ့အကိုထွန်းတို့ကဒီလိုမျိုးအိန္ဒိယနိုင်ငံကရေခဲတောင်ထိပ်မှာခလေးရဖို့စူးစမ်းရင်းနဲ့အခုဆိုရင်တော့ပိုးကြဖြူခင်းတယောက်သူမှမအကိုထွန်းနဲ့ရတဲ့နောက်ထပ်ကလေးတယောက်ရရှိနေပြီဖြစ်ကြောင်းပရိသတ်တွေကိုအတိပေးလာခဲ့တာပဲဖြစ်ပါတယ်။ပိုးကြဖြူခင်းရဲ့အမာခံပရိသတ်တွေရင်းနှီးတဲ့မိတ်ဆွေတွေကတော့အခုလိုမျိုးပိုးကြဖြူခင်းတယောက်ကိုဝင်ရသွားတဲ့အပေါ်မှာဝမ်းသာပြီးတော့ဂုံပြူနေကြပါတယ်။ဒီလိုမျိုးလူတော်တော်များများကဂုံပြူနေကြသလိုပါပဲ။ နောက်ထပ်လူတော်တော်များများကတော့အကိုထွန်းရဲ့မျိုးအောင်နိုင်စွမ်းကိုတော်တော်လေးချီးကျူးနေကြပါတယ်။အားလုံးသိကြတဲ့အတိုင်းလွန်ခဲ့တဲ့ရက်သက်တစ်ပတ်အနည်းငယ်ကပဲပိုးကြဖြူကင်းကအကိုထွန်းက တိုက်တွန်းလို့သူမရဲ့ဒုတိယမြောက်ရင်သွေးမိသားစုမှာ၅ရောက်မြောက်ကလေးကိုယူတော့မှာဖြစ်ကြောင်းပို့စတင်ပြီးတော့အတိပေးခဲ့သေးတာပါဒီလိုအတိပေးပြီးတိတ်မကြခင်မှာပဲပိုးကြဖြူခင်တဲ့အကိုထွန်းတို့ကအိန္ဒိယနိုင်ငံကရေခဲတောင်ထိပ်ကိုသွားပြီးကလေးရဖို့စူးစမ်းနေခဲ့တာပါအခုတော့ပိုးကြဖြူခင်တဲ့အကိုထွန်းတို့ဟာမြန်မာနိုင်ငံကိုပြန်ရောက်ပြီးတိတ်မကြခင်မှာပိုးကြဖြူခင်တယောက်သူမှမှအကိုထွန်းနဲ့ရတဲ့ကိုဝင်ရှိနေပြီးဖြစ်ကြောင်းပြည်သက်တွေကိုအတိပေးလာခဲ့တာဖြစ်ပါတယ် ဒါကြောင့်အကိုထွန်းရဲ့မျိုးပွားနိုင်စွမ်းမျိုးအောင်နိုင်စွမ်းကိုအတိအမှတ်ပြုချီးကျူးနေကြပါတယ်။တခြားစုံတွဲတွေနေမယားတွေဆိုရင် အချိန်ကြာကြီးကလေးရဖို့ကြိုးစားတာတော့ကလေးမရနိုင်တာဖြစ်တတ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောပိုးကြဖြူခင်ကို အချိန်ခဏလေးအတွင်းကိုဝင်ရောက်အောင်လုပ်နိုင်တဲ့အကိုထွန်းအပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါဦးရှင်။